ားလုံးမဲမင်္ဂလာပါရှင်။ C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စာရေးဆရာမ Delphin Schreiter ထားတဲ့ The Revel of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတဲ့ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝတ္ထုစာအုပ်လေးတည်းကပြည်ပရောက်နေသူတို့ရဲ့မြို့တော်ပိုင်းနှစ်ပဲဖြစ်ပါလေရှင်။ ထိုင်းနိုင်ငံဘက်ကန်းရဲ့သဲတွေရွှွန်တွေထူထပ်တဲ့ကန်းစက်မှာပိန်လီလီမြန်မာလူမျိုးတွေနေကြတဲ့တဲကုတ်ကလေးတွေဟာ အဝတ်ကြိုးတန်းတွေနဲ့အတူပြန့်ကျဲတည်ရှိနေကြပါတယ်။သူတို့ကိုအလုတ်ပေးထားတဲ့စက်ယုံတွေအလုတ်ယုံတွေ160လောက်ရှိပြီးအလုတ်သမားရေအတွက်ကရာထောင်ချီပါတယ်။မကြာခဏဆိုသလိုအဲ့ဒီအလုတ်သမားတွေကိုထိုင်းရဲကဖမ်းတတ်ပါတယ်။ကို့မှာ လက်ထိုးစရာပိုက်ဆံမရှိဘူးဆိုရင်ထိုင်းထောက်လန်းရေးနဲ့အဆက်အသွယ်မရှိဘူးဆိုရင်ငွေမြစ်ငွေမြစ်တစ်ဖက်ကလာယာလန်းကိုပြန်ခိုင်းပါလေမဲဆောင်မျိုးကတော့တန်ရှင်းတောက်ပြောင်နေပါလေနိုင်လွန်ကတ္တရာလန်းကြီးတွေနဲ့ထရက်ကားတွေစိန်ခံကားတွေနဲ့လမ်းစုံလမ်းကွာအလုံးမှာလျှက်စစ်မီးတိုင်တွေနဲ့အဝေးပြေးလမ်းကလည်း ကွန်ကရစ်နဲ့မြို့ပေါ်ကအရက်ဆိုင်တွေစားတောက်ဆိုင်တွေမှာ ထူးဆန်းတဲ့စားပွဲစင်းင်းတွေနဲ့အနောက်တိုင်းကချောမောလှပတဲ့ကောင်မလေးတွေနဲ့ကျိုးတိုင်းဖနက်စီးထားတဲ့လူဖြူတွေအကြိုက်တွေ့တဲ့အကျော်အလော်တွေရှိသလိုထိုင်းလူမျိုးတွေကြိုက်တဲ့မြုပ်သီးဆက်ဆက်နဲ့ထုံရမ်းဟင်းတွေလည်းရှိပါတယ်။မောင်ခိုကုံကူးသူတွေအတွက်လည်း ဘာလူလူဘာလာလာ ရောင်းကြဝဲကြနဲ့တာတာရရာဖြစ်နေကြပါလေရက်ွက်တိုင်းမှာကုံလောင်ယုံတွေရှိနေပြီးအလှကုံပစ္စည်းတွေဆိုရင်လေရာစုနှစ်တစ်နှစ်စာလောက်ရောင်းရလောက်အောင်စုပုံနေပါလေလန်ဒောင်တိုင်းမှာမနေ့9နှစ်နာရီကနေည7နာရီအထိဖွင့်တဲ့စတိုးဆိုင်တွေရှိပြီးအဲ့ဒီဆိုင်တွေမှာဖုံးငွေဖြည့်လို့ရပါတယ်အဲ့ဒီမှာသတိထားမိတာက လမ်းဘေးတစ်လျှောက်မှာပြည်ပရောက်ဗမာတွေထွေးထားတဲ့ကွန်သရီတွေဖြစ်ပါတယ်။အဲ့ဒီဖြစ်ကြတဲ့ဆန်းအလီအထဟာ ကိုတိုင်းပြည်ကိုခေနောက်ကြကြံခဲ့စေတဲ့အလီအထတစ်ခုပါပဲ။ဘာပဲဖြစ်ဖြစ် ထိုင်းဘက်ချမ်းဟာခင့်မိနေပါတယ်။ဒါပေမဲ့လက်ပေးလာယူ ကိစ္စရက်တွေရှိနေတာကိုလည်းနိုင်ဂျယ်တိမြင်ထားပါတယ်။ဒါအပြင် လူတွေကိုမျက်များဖိခိုင်းပြီးလှုပ်အားခနည်းနည်းပဲပြီးတဲ့စိတ်ယုံအလုတ်ယုံတွေနေဆက်တလျှောက်တန်းစီပြီးတီးရှိနေတာဟာလေမဖြစ်တဲ့စီးပွားရေးလုပ်ငန်းအမျိုးအစားလို့သူထင်မြင်ယူဆပါတယ်။ကြောက်စိမ့်အယောင်ဝယ်လုပ်ငန်းလုပ်တဲ့သူ့ရောက်ဖအဖမ်းခံခဲ့ရတာသူ့မျက်မြင်ပါပဲ။သူကရိုးရိုးသားသားလှုပ်ခဲ့တာပါ။အဖမ်းခံလိုက်ရတာတော့မှပဲ။ သူ့ရဲ့မတိနားမလည်မှုကိုသဘောပေါက်သွားခဲ့ပါတယ်။ဘသူမှအနေရမကင်းကြပါဘူး။မောင်ခိုကုံကူးမောင်ခိုကုံကူးတန်းရောင်းဝယ်မှုကိုစိတ်ကြိုက်လုပ်နေသူတွေအတွက်ဂျားခံဆောင်ရွက်ပေးသူတွေတောင်မှလုံခြုံစိတ်ချရမှုမရှိပါဘူး။ဒါကြောင့်လေတရားဝင်လမ်းကြောင်းနဲ့အလုံးလုံးသူအနေငယ်ကဘာတက်နိုင်မှာလဲဆိုတဲ့အဓိပ္ပာယ်နဲ့ ခုံးတွန်းလောင်ပြောင်ကြတာပါ စနစ်ကြီးတစ်ခုလုံးကိုကချစားခြင်းခံနေရပြီဖြစ်ပါတယ်ဒီကိစ္စတွေဟာနေချင်းညာချင်းဖြစ်လာတာတွေမဟုတ်ပါဘူးဒါတွေကိုသိမြင်လိုက်ပြီဖြစ်တဲ့နိုင်ကျဲဟာအမှန်တရားကို ပိုးပြီးမျက်နှူးလာပါတယ်သူ့ဘဝနဲ့သူ့ရည်တည်ချက်ကိုပိုးပြီးထက်မြက်လာစေပါတယ်အချိန်နဲ့အမျှပိုးပို့ပြီးသိလာပါတယ် ဘာနဲ့တူတယ်လဲဆိုတော့ဝိပဿနာတရားထိုင်တာနဲ့တူပါတယ်ဝိပဿနာတရားဆိုတာတော့ဗမာလူမျိုးဗုဒ္ဓဘာသာဝင်တိုင်းငငယ်ကလေးက သင်ကြားခြင်းခံခဲ့ရတဲ့တရားဖြစ်ပါတယ်နောက်ပိုင်းမှာသူက နိုင်ငံရေးကို ဖက်တွယ်လိုက်တာတောင်းအဲ့ဒီတရားကို မျက်ချီမပြတ်ဆက်လက်လေ့လာခဲ့ပါတယ်အဲ့ဒီလိုလေ့လာခဲ့လို့လဲကြောက်စရာကောင်းတဲ့ပဋိပက္ခတွေအပေါ် သူနားလည်မှုရှိခဲ့တာပါလက်စားပြီးအေးအေးဆေးဆေးနေမလားလက်မစားဘဲတိုက်ပွဲဝင်မလားတရားမျှတမှုနဲ့ဒီမိုကရေစီရေးအတွက်အခွင့်အရေးသမားလုပ်မလားနိုင်ငံရေးသမားလုပ်မလားဆိုတဲ့ပဋိပက္ခတွေပေါ့ပြောရမယ်ဆိုရင်အဲ့ဒီကိစ္စတွေကနောက်မှဖြစ်လာမယ့်ကိစ္စတွေပါလောလောဆယ်မှာတော့သူဟာဘာမှမဟုတ်ပါဘူးလက်ရှိရောက်ရှိနေတဲ့ ထိုင်းနိုင်ငံပေါ်ကနေစိတ်ကူးရင်အိမ်မက်မက်နေရမယ်အနေထားပဲဖြစ်ပါတယ်။တိုင်းတစ်ပါးမှာရောက်ရှိနေပြီးတိုင်းတစ်ပါးစာတိုင်းတစ်ပါးစကားတွေနဲ့တိုင်းတစ်ပါးရဲတပ်ဖွဲ့တွေအကြားလှုပ်ရှားနေရတာပါ။ခုလဲခြေချင်းဝတ်အထိမြုပ်သွားနိုင်လောက်တဲ့သဲတွေပေါ်တက်နေပြီးမဲဆောင်မြို့စီတွားနေတာပါ။နိုင်ဂျယ်ဟာဒီတစ်ခေါက်ခီးကတော့ တမူထူးခြားပါလိမ့်မယ်လို့သူကိုယ်သူပြောနေမိပါတယ်။ရည်ရွယ်ချက်ရောအတိတ်ပဲပါ꽌ချပါလိမ့်မယ်။နှွေးကတော့အနောက်ဖက်စီကိုပဲတရစ်ဝဲဝဲပြန်ကြည့်နေဖြစ်ပါတယ်။မြဝတီမြို့ရဲ့တချို့နေရာအစိတ်ပိုင်းတွေဟာလူတွေဖြတ်တန်းသွားလာခွင့်ပိတ်ပင်ထားခြင်းခံနေရပါတယ်။ဆယ်စုနှစ်6ခုလောက်နီးပါးတာရှည်ခဲ့တဲ့ပြည်တွင်းစစ်အတွင်းမှာ မြုပ်ထားခဲ့ကြတဲ့မြေမြုပ်မိုင်းတွေရဲ့အနေရကြောင့်ဖြစ်ပါတယ်။အဲ့ဒီလို ဖြတ်တန်းသွားလာခွင့်မရတဲ့နယ်မြေတွေဟာ အဝေးကြီးမှာတည်ရှိနေတာမဟုတ်ပါဘူး။မြောက်ရီမျိုးကနေနှစ်မိုင်အကွာလောက်မှာပဲတည်ရှိနေတာပါ။နွေးဟာအဲ့ဒီနေရာတွေကို မရောက်ဘူးပါဘူး။ကန်ဆိုးမိုးမောင်ကြပြီးကိုယ်လေခွက်ထဲမိုင်းတွေထောင်ထားခြင်းခံရတဲ့လေသမားတွေရဲ့ လေခွင်းတွေထဲကို မရောက်ဘူးပါဘူးမြန်မာနိုင်ငံရဲ့အုံနောက်စားရတဲ့ပြဿနာတွေထဲကလက်တွေအကြဆုံးပြဿနာတစ်ခုဖြစ်တဲ့ဒီပြဿနာကို မခံစားဘူးသေးပါဘူးသူပါပြောမှလဲသူဘလို့တုံ့ပြန်မှလဲသွေးစည်းညီညွတ်ရေးနဲ့ပတ်သက်တဲ့နီလန်းတစ်ခုကိုလှုပ်ရှားမှုတွေလုပ်ရင်ရှာဖွေတွေ့ရှိနိုင်မှာလား NLD မြစ်တမြစ်တဖက်ရောက်နေကြတဲ့ ပြည်ပြည်အကိုတွေမြင့်ရဲ့ဟိုမာဘက်နဲ့ဒီမာဘက်မှာရှိနေကြတဲ့တိုင်းရင်သားလူမျိုးစုတွေအကြမှာသွေးစည်းညီညွတ်နိုင်ကြမှာလားမြန်မာပြည်ဟာ လူမျိုးပေါင်းစုံပေါင်းစည်းနေထိုင်ကြတဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်တောင်ပေါ်သားတွေဟာ အထီးကျန်ဖြစ်ကြံရစ်ပြီးမွန်ရခိုင်ဗမာလူမျိုးတွေသာမြေပြန့်တွေမှာနေရာယူပြီးအဆင်ပြေနေကြတာပါ ဗြိတိရှာအုပ်ချုပ်ရေးဆိုတာလေစာအုပ်ကြီးတဲကနေချက်ဝါရအတိုင်းကျင့်သုံးခဲ့တာဆိုတော့ခရီးယန်ဘာလာထွန်ကားပြန့်ပွားရေးကိုသာအဓိကထားလုပ်ခဲ့တာပါ ခရီးယန်ဘာသာထွန်ကားပြန့်ပွားရေးဟာလေတောင်ပေါ်မှာသာ လုံနိုင်ခဲ့ပါတယ်လွတ်လပ်ရေးရပြီးနောက်နှုတ်ငယ်သေးတဲ့ပါလီမန်ဆိုရတဲ့ဟာပြည်တွင်းတောင်းကျမ်းမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။တောင်းကျမ်းသူတွေထဲမှာ community တွေဓမြတွေတိုင်းရင်းသားလူမျိုးစုတွေပါဝင်နေတိုင်းရင်းသားလူမျိုးစုတွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်ကြတယ်တောင်ကျန်းသူတွေအကြမှာလဲနေမြေလူကြတဘာဝအရင်အမြင့်တွေလူကြနဲ့မညီညွတ်ကြပါဘူးတချို့တောင်ကျန်းသူ အုပ်စုတွေကတော့ဘာသာရေးစကားအရာကိုယ်ွယ်တဲ့ဘာသာအရာနေမြေအရာကြန့်ခိုင်ကြပါတယ် အဲ့ဒီလိုခိုင်းကနတွေများပြားနေမှုဟာလေမျိုးဆက်အလိုက်တရှိနေခဲ့ပါတယ်။ကရင်လူမျိုးတွေနဲ့ဖြစ်တဲ့စစ်ပွဲကတော့တမိုင်းမှာအရှိကြဆုံးပါ။ကမ္ဘာပေါ်မှာအရှိကြဆုံးပြည်တွင်းစစ်လူတောင် ပြောနိုင်ပါလေ။ကရင်လူမျိုးတွေအတိဒုက္ခရောက်နေကြပုံကိုမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဗီဒီယိုအခွေတစ်ခွေရန်ကုန်မြို့ရဲ့လမ်းမာရီပေါ်မှာရောင်းချခဲ့ကြပါတယ်။အဲ့ဒီအခွေကိုကြည့်ပြီး နှွေးမြည်ရကြပါတယ်အဲ့ဒီထဲမှာမြေမြုပ်ဘုံနင်းမိလို့ခြေထောက်တစ်ဖက်ပြက်ခဲ့တဲ့ကလေးငယ်တူဟာကြံခဲ့တဲ့ခြေတစ်ဖက်နဲ့ထော့နင်းထော့နင်းသွားနေရပုံကိုရိုက်ကူးထားပါတယ်တခြားကလေးငယ်တွေကလည်းပားပြင်မှာမြည်ရစားတွေစွန့်ထင်နေပြီးအဝတ်အစားဆုပ်ဆုပ်ပြက်ပြက်နဲ့သူတို့ရဲ့မိခင်တွေနောက်ကတကောက်ကောက်လိုက်နေကြတာတွေ့ရပါတယ်သူတို့ရဲ့မိခင်တွေကလည်း ခေါင်းပေါ်မှာအိယာလိပ်တွေဂျယ်လီကံဘူးတွေအိုးတွေရွက်ပြီးမိရှုခံလိုက်ရတဲ့ရွာကနေထွက်ပြေးတိမ်းရှောင်နေရတာပါနေပူမိုးရွာမရှောင်တောတောင်လမ်းတွေကိုဖြတ်ကျော်နေကြတာပါအဲ့ဒီခရီးရှည်ကြီးဟာဘယ်တော့များမှပြီးဆုံးမလဲမသိတော့ပါဘူးပြည်မမှာနေထိုင်ပြီးဒီမိုကရေစီရေလှုပ်ရှားမှုတွေလုပ်နေကြတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ဘဝဟာ သူတို့ဘဝတွေလောက်တော့မစိုးကြပါဘူး။ပြည်မကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာအကျမ်းမဖက်ပဲဆန္ဒပြတဲ့လမ်းကြောင်းကိုရွေးချယ်နိုင်ကြပါတယ်။ကရင်၊ကချင်၊ရှမ်း၊ချင်းမွန်ရခိုင် ကရင်နီဝအစရှိတဲ့လူမျိုးစုတွေကတော့လက်နဲ့ကိုင်လမ်းစဉ်ကိုပဲရွေးချယ်ကြရပါတယ်။သူတို့ကိုအပြစ်တင်လို့လည်းမရပါဘူး။စစ်သားတွေက ကိုနေထိုင်တဲ့ကြေးရွာကိုမိရှုလာတဲ့အခါဒါမှမဟုတ် ကို့နှမကိုမတင်းကျင့်တဲ့အခါဒါမှမဟုတ်ကို့အဖေကို ပေါ်တာဆွဲပြီးမြေမြုပ်မိုင်းတွေမြုပ်ထားတဲ့လမ်းကိုအတိတ်တက်ခိုင်းတဲ့အခါဒူးထောက်လက်အုပ်ချီတောင်းမှန်နေလို့ရတာမျိုးမှမဟုတ်တာကိုပြည်ပရောက်နေသူ အဖွဲ့အစည်းတွေနဲ့နိုင်ငံခြားအဖွဲ့အစည်းတွေမှာမတရားနှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင်ထားတဲ့တပ်သေးအထောက်ထားတွေအများကြီးရှိနေကြပါတယ်။အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေနီးစနစ်ကျကျမရင်းကျင့်မှုတွေအတင်းအဓမ္မပေါ်တာဆွဲတာတွေကလေးစစ်သားတိမ့်သွင်းတာတွေရွာတွေကိုရွာလုံးကျွဖြက်စီးပစ်တာတွေအဆရှိတဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေပေါ့။အဲ့ဒီလှုပ်ဆောင်ချက်တွေဟာ ဖြက်လေးဖြက်လို့ခေါ်တဲ့တောင်းကျန်းသူစန့်ကျင်ရေးမဟာဗျူဟာရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ ဖြက်လေးဖြက်မဟာဗျူဟာကိုတက်မတော်က1980ပိုင်းနှစ်ကာလတွေမှာလူမျိုးစုလက်နက်ကင်တွေကို ဖြိုခွင်းဖို့ဆိုပြီး ချက်မှတ်ခဲ့တာဖြစ်ပါတယ်။အစာရေစာရံပုံငွေသတင်းအချက်လက်တွေနဲ့တတားတတားတိတိမ့်တွင်းမှုတွေကိုဖျက်တောက်ပစ်တာဖြစ်ပါတယ်။ဒီလိုနဲ့တချို့နေရာဒေသတွေဟာစိစိညက်ညက်ကြည်အောင်ခြေမုံညင်ခံကြရပါတယ်။ အဲ့ဒီလောက်ရက်တွေအပေါ်မှတ်တမ်းတင်ထားမှုတွေရှိပါတယ်။ဒါကြောင့်လေပြပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကနာအာဖအစိုးရပေါ်စိတ်ရာဇဝတ်မှုတွေလူအဖွဲ့အစည်းကိုစန့်ကျင်တဲ့ပြစ်မှုတွေနဲ့ဆွဲချက်တင်မှုကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ထံကိုတောင်းဆိုခဲ့ကြတာပါ။အဲ့ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့သဘောထားကွဲလွဲမှုတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီတောင်းဆိုမှုအရာဆိုရင်တဘုံစစ်တပ်တွေဟာလေ ခုံရုံးအတင်ခံရပွဲရှိနေလို့ပါပဲသူတို့မှလည်းကလေးစစ်သားတွေတိမ့်သွင်းတာမူရစီဝါရောင်းဝယ်တာနိုင်ငံတကာမှာကန့်ကွက်ထားတဲ့မြေမြုပ်ဘုံတွေအုံပြူတာနွားစကြက်သာသာနေမြေနေရာလေးကိုကာကွယ်ဖို့အတွက်ရဲရဲဆက်ဆက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေဆင်နွှဲခဲ့တာ အဆရှိတဲ့အားနည်းချက်တွေရှိနေလို့ပါလူမျိုးစုတွေရဲ့ဝန်내ကြည်ကွဲရမှုတွေအပေါ်အလေးမထားပဲစစ်အစိုးရရဲ့အုပ်ချုပ်မှုနေရာမှာပါလီမန်ဒီမိုကရေစီစနစ်နဲ့အစားထိုးအုပ်ချုပ်မယ်ဆိုရင်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ပါဘူး NLD ပါတီကစစ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့အခါထက်ခါတလဲလဲတောင်းဆိုမှုတွေထဲမှာလူမျိုးစုကိုယ်စားလှယ်တွေကိုဘေးဖယ်မထားပဲ သူတို့နဲ့ပါတပြိုင်နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ပြောခဲ့တာပါ။နွေးကတော့လက်ရှိအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုရင်လူမျိုးစုတွေနဲ့အတူ တွဲပြီးတချင်းတန်မြိုင်စုံနိုင်တဲ့အချိန်ကိုရောက်ဖို့လိုတယ်လို့နားလည်ထားပြီးသားဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုတွေနဲ့ပတ်သက်လို့အကြီးအကျယ်ဆုံးလှုပ်ရှားမှုကြီးတစ်ခုရှိခဲ့ပါတယ်။လွတ်လပ်ရေးမရခင်တနှစ်အလိုဖြစ်တဲ့1948ခုနှစ်မှာပါ ဂျားဖြတ်ဗမာအစိုးရရဲ့ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကနယ်မြေတစ်ခုဖြစ်တဲ့ရှမ်းပြည်နယ်ပင်လုံမြို့မှာကချင်ချင်းရှမ်းလူမျိုးတွေရဲ့ကိုယ်စားလှယ်တွေနဲ့ conference တရက်ကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်ကရှမ်းပြည်နယ်မှာရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့နေရာ30လောက်ရှိပါတယ်။ February 12ရက်နေ့မှာအဲ့ဒီအုပ်စု3စုက ူတို့ကိုပိုင်အုပ်ချုပ်နေတဲ့ဒေသတွေကိုမထိပါတဲ့အောက်မှာပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်ဖို့သဘောတူခဲ့ကြပါတယ်။ရှမ်းလူမျိုးတွေက10နှစ်ကြာတဲ့အခါပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီးနောက်ခွဲထွက်နိုင်တဲ့အခွင့်အရေးအခွင့်အရေးပေးဖို့ကြိတောင်းခဲ့ပါတယ်။အဲ့ဒီအချိန်ကလက်မှတ်ထိုးကြတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးအလုံး ပါဝင်ခဲ့ကြတာမဟုတ်ပါဘူး။ မွန်ရခိုင်နဲ့ကရင်လူမျိုးတွေမပါဝင်ခဲ့ကြပါဘူး။ဥအောင်စန်းလှုပ်ကြံခံရပြီးနောက်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးလအချို့အတွင်းမှာပဲပြည်တွင်းသဘုံထမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ပင်လုံစိတ်ဓာတ်ကတော့နိုင်ငံရေးအရာပြဿနာတွေဖြေရှင်းရေးပေးတံအဖြစ်သဘောထားပြီးခံနေရဆဲဖြစ်ပါတယ်။ပင်လုံစိတ်ဓာတ်ကိုအခြေခံပြီးတနေ့မှာ ငြိမ်းချမ်းတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ဖက်ဒရယ်နိုင်ငံကိုထူထောင်နိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်။ပြည်သူလူထုကြီးကနှစ်စဉ်နှစ်တိုင်းဖေဖော်ဝါရီလ12ရက်နေ့ကိုပြည်ထောင်စုနေ့လို့အသိအမှတ်ပြုထားကြပါတယ်။ပင်လုံစာချုပ်နှစ်ပတ်လည်အခမ်းအနားတွေမှာ တိုင်းရင်းသားရိုးရာဝတ်စုံတွေဝတ်ပြီးကြကြခုံကြတာဟာတရဝင်းလှုပ်ထုံးလုံနီးတစ်ခုအရာ လုံနေကြတာသာဖြစ်ပြီးလက်တွေ့ကြတဲ့အနာဂတ်စီဥတီချင်းမရှိခဲ့ပါဘူး1948ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ဟာချုပ်ဆိုပြီးကလေးက ချုပ်ငိမ့်သွားခဲ့တာ ဖြစ်ပါတယ်ရှမ်းပြည်နယ်ဟာခွဲထွက်ဖို့အလားအလာရှိတယ်လို့အကြောင်းပြပြီး1962ခုနှစ်မှာဘူချုပ်ကြီးနေဝင်းကအာနာသိမ့်လိုက်တော့ပူဆူးသွားပါတယ်ကိုပိုင်အုတ်ချုပ်ခွင်းတို့ ကိုပိုင်အုပ်ချုပ်ရေးဥပဒေသူဆိုတဲ့တိုင်းရင်းသားတွေရဲ့ဆန္ဒတွေဟာရေစုံမျောသွားပါတော့တယ်1988ခုနှစ်ကလေးကနဝတာနဲ့နောက်ပိုင်းနာမည်ပြောင်းလိုက်တဲ့နာဖအစိုးရတွေရဲ့အောင်မြင်သွားတဲ့ policy တွေတဲက policy တခုဟာပြည်မနဲ့ပြည်မရဲ့အကြမ်းမဖက်တဲ့ဒီမိုကရေစီရေလှုပ်ရှားမှုနဲ့ တိုင်းရင်းသားလူမျိုးစုအကြားဆက်ဆက်မသွားရလေအောင်ကြိုးစားတဲ့ policy ဖြစ်ပါတယ်။အဲ့ဒီ policy ရဲ့ရလဒ်ကတော့ကြီးမားတဲ့မယုံကြည်မှုကိုဖြစ်ပေါ်စေတာပါ။အဲ့ဒီ policy ဟာအထွေထွေမတိကျိုးကျွန်ပြုမှုကိုလှုံ့ဆော်ပေးခဲ့ပါတယ်။ရန်ကုန်မြို့ဇင်းကြံလန်းတွေပေါ်ကအမြင်နဲ့တောင်တန်းဒေသတွေပေါ်ကဘာသာစကားမတူသူတွေရဲ့အမြင်တွေ ဘလောက်များကြွာချနေမလဲဆိုတာမှန်းဆလို့မရလောက်အောင်ပါပဲဒီကြတဲ့ဗြိတိရှကိုလိုနီခေတ်မှာရေးဆွဲခဲ့တဲ့1908ခုနှစ်မတရားသိမ်းအဥပဒေကိုလည်းစစ်အစိုးရကအကြိုက်တွေ့ပြီးဆက်သုံးနေပါသေးတယ်နေဆက်ဒေတာနဲ့ပြည်တွင်းမှာရှိတဲ့လူမျိုးစုအုပ်စု အများစုကို မတရားအသိလို့ကြီးညာထားနေတော့အဲ့ဒီအုပ်စုတွေစီသွားလိုက်တာနဲ့အဲ့ဒီအဥပဒေနဲ့ညှိတော့တာပါပဲအခုနွေးနဲ့နိုင်ဂျယ်တို့ရဲ့မဲဆောက်ခီးစင်ဆိုရင် ဥပဒေကိုဘက်စုံချိုးဖောက်ရရောက်နေတဲ့ခီးစင်မှာတကယ်စွန့်စားခမ်းပါပဲတခြားလူမျိုးတွေနီးတူ သူ့ကိုယ်သူဗမာလူမျိုးစုလို့ခံယူထားတဲ့နွေးဟာဘဝတစ်လျှောက်လုံး ြည်မဒီမိုကရေစီရေးတိုက်ပွဲတွေမှာသာ ပါဝင်ခဲ့ဖူးပြီးတိုင်းရင်းသားလူနည်းစုတွေရင်ဆိုင်နေရတဲ့တကယ့်ပြဿနာတွေကို ကိုတွေ့မကြုံဘူးသေးပါဘူးဒါပေမဲ့သူနားလေထားတာတွေရှိပါတယ်ဗမာလူမျိုးအများစုနေထိုင်တဲ့မြေပြန့်ဒေသမှာနိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင်းအ ਨੇ စုံအဖမ်းခံရမယ်ထောင်ကြမယ်ဒါမှမဟုတ် လူမျိုးစုဒေသတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေသွားလုပ်ရင်တော့အသက်တောင်ခံရနိုင်တယ်ဆိုတာပါပဲစစ်အစိုးရအုပ်ချုပ်ရေးကိုစန့်ကျင်တိုက်ပွဲဝင်နေကြသူချင်း တူပေမဲ့အမြင်တွေကိုအပြန်အလှန်ဖလှယ်ကြဖို့အခွင့်အလမ်းမရှိလေတော့တပ်ပေါင်းစုဖွဲ့ဖို့ဆိုတာသိမ့်မလွယ်လာပါဘူး1988ခုနှစ်ဩဂတ်လ10ရက် လှုပ်ရှားမှုကြီးပြီးနောက်အဖြိုခွေးခံလိုက်ရလို့ပြည်ပကို ထွက်ပြေးခဲ့တဲ့ចောင်းသားတွေကတော့ဒီကိစ္စကို ပိုးပြီးသဘောပေါက်ကြပါတယ်တော်ထဲမှာ အခုနှွေးတို့ဖြတ်သွားနေတဲ့တော်ထဲမှာအဲ့ဒီចောင်းသူចောင်းသားတွေဟာအုပ်ဆိုးသူ လူဒန်းစားကို ဖြုတ်ချပစ်မယ်ဆိုတဲ့အိမ်မက်တွေနဲ့အတူ ကရင်လူမျိုးတွေမွန်လူမျိုးတွေနဲ့ရှိတဲ့ထမင်းကိုမျှဝေစားတောက်ခဲ့ကြတာပါ သူတို့တို့ပြည်ပစီထွက်ခွာရာလမ်းတလျှောက်ကတစ်ပင်တွေမှာလမ်းပြအမှတ်အသားငယ်လေးတွေထလှုပ်ထားခဲ့တာကို အခုနှွေးနဲ့နိုင်ဂျယ်တို့ဖျက်သွားတဲ့အခါမြင်တွေ့နေရသေးပါစစ်အစိုးရကိုဖြုတ်ချဖို့အကြမ်းမဖက်တဲ့လူမှုလှုပ်ရှားမှုဆင်နွှဲခဲ့ရမှာအောင်မြင်မှုမရတဲ့အခါကြတော့တခြားနီလန်းရှာမယ်ဆိုပြီးထောင်တောင်းချီတဲ့ចောင်းသူចောင်းသားတွေဟာ မြို့ကြီးတွေကိုစွန့်ခွာပြီးအိန္ဒိယပြည်တရုတ်ပြည်ဘက်တွေကို ထွက်ပြေးခဲ့ကြပါတယ်။အများစုကတော့ဒီထိုင်းနိုင်ငံဘက်ကိုရောက်ခဲ့ကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်ရောက်ရှိခဲ့တဲ့ကျောင်းသူကျောင်းသားတွေဟာကရင်သဘုံတပ်ဖွဲ့တွေဒါမှမဟုတ်မွန်သဘုံတပ်ဖွဲ့တွေဒါမှမဟုတ်တခြားလူမျိုးစုလက်နက်ကင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ဖို့အားထုတ်ခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်းစစ်တပ်တက်ဖွဲ့စည်းလိုက်ကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တက်ဦးလို့အမိပေးလိုက်ကြပါတယ်အခုနှွေးနဲ့နိုင်ဂျယ်တို့ဖြတ်တန်းသွားလာနေတဲ့လမ်းကို1986ခုနှစ်တုန်းကတွန်တေးမှာရှိတဲ့နှွေးတို့ရဲ့ဥယျာဉ်ခြံမြေအတွင်းမှာလေးလလောက်ခိုအောင်သွားဘူးတဲ့ ကျောင်းသားတွေလည်းဖြတ်သွားခဲ့ဘူးမယ်ဖြစ်ထင်ပါတယ်။ညတညမှာအဲ့ဒီကျောင်းသားတွေဟာချွေးအလိမ့်လိမ့်၊သွေးအလိမ့်လိမ့်နဲ့နှွေးတို့စီရောက်လာခဲ့ပါတယ်။နှွေးရဲ့မိဘတွေကသူတို့ကို ပေါင်းပင်တွေချားထဲမှာတပတ်လောက်တစ်ဝက်လောက်ပေါနေပြီးနွေပင်တွေတွေတက်နေတဲ့တဲငယ်လေးတစ်လုံးမှာပုံအောင်နေနိုင်အောင်စီစဉ်ပေးကြပါတယ်။အဲ့ဒီတုန်းကနွေနဲ့ညီအကို ညီအကိုတော်၃ဦးတို့ဟာအဲ့ဒီလူငယ်တွေကိုစောင့်ရှောက်ပေးခဲ့သူတွေပါ။ចောင်းသားလူငယ်ကရှေ့ရောက်ဒါပေမဲ့ရှိတဲ့ဖြာရနဲ့ခေါင်းအုံးတွေက၄ယောက်စားတယ်။ဖြစ်တယ်လို့အိတ်ကြရတာပေါ့။ရုတ်တရက်များအဖန်စီအစ်စ်အစေးတွေဝင်လာလို့ကတော့စုပ်စုပ်ပြက်ပြက်အိမ်နေရင်အဝတ်အစားတွေနဲ့ထပြေးကြဖို့ပဲရှိတာပါ။တခုခုအန်ရရရှိခဲ့ရင် နွေးတို့အိမ်ကနေသူတို့နေတဲ့တဲစီလက်နေတံမီနဲ့ဘလို့အချက်ပြမယ်ဆိုတဲ့အချင်းချက်တွေကိုနွေးရဲ့အဖေကကြိုတင်စီမံထားပါလေပြေးဖို့အချက်ပြလိုက်တာနဲ့နိုင်ရန်တစ်ခုကိုကြောမြောင်းတစ်ခုကိုဖျက်အနီးနားကဇီးဒီတဆူစီပြေးပုံနေကြဖို့လေပြေးပုံလမ်းကြောင်းကိုပြထားပြီးသားပါအဲ့ဒီအချိန်တုန်းကနွေးဟာ9နှစ်သား10နှစ်သားအရွယ်သားရှိပါသေးတယ် အဲ့ဒီចောင်းသားတွေ ਨੇ ပဝင်ပတ်သက်ခဲ့ရတာဟာ သူ့ရဲ့သဘုံဘဝအစပြိုးချက်လိုပဲဆိုကြပါစုရဲ့သူတို့ထဲက၄ယောက်ဟာ နေဆက်ဒေတာကိုတွားဖို့ထွက်ခွာခဲ့ကြပါတယ်ထွက်ခွာသွားတဲ့၄ယောက်ထဲက၁ယောက်ဟာကြံရလေးတစ်ပုတ်ရေးပြီးခွဲခွာခြင်းလက်ဆောင်အဖြစ် ထားရခဲ့ပါတယ်သူ့အနေနဲ့တိတ်သွားခြင်းမုံမရပါဘူးနုနယ်တဲ့မြို့သားလေးတစ်ယောက်ရဲ့နှလုံးသားနဲ့ခန္ဓာကိုယ်ဟာ သွေးမြေကြဖို့အတွက်နက်နက်ရှိုင်းရှိုင်းမပြင်းစင်ရသေးလေတော့တော်တွင်တိုက်ပွဲကိုဆင်နွှဲဖို့ခက်ခဲလိမ့်မယ်ဆိုတာသိထားပုံပါအပြန်လန်းဟာအောင်ပွဲဟုတ်ရင်ဟုတ်မဟုတ်ရင်တော့တေဆုံးခြင်းပဲဖြစ်ပါလိမ့်မယ်သူ့ရဲ့ကြံရဲထဲမှာသူ့မျက်ရည်တွေမိရထားတန်လန်းပေါ်ကြဆင်းနေပုံကိုရေးဖွဲ့ထားပါတယ်။ရှောင်လွဲမရတဲ့တာဝန်ကိုတင်စာ တာဝန်လို့တင်စားရမလားမင်းစိုးမင်းကြီးလက်အောက်ကဒါမှမဟုတ်နဝတရဲ့ဖိနှိပ်မှုကလွတ်မြောက်ဖို့အတွဲလို့ပြောရမလားအဲ့ဒီနှစ်ကာလတွေတုန်းကအဲ့ဒီကြပြားဟာနှွေးရဲ့ရင်ကိုထိခိုက်စေပါတယ်မျက်ရည်တစ်စက်ကယထားကိုရက်ဆိုင်နိုင်ခဲ့အဲ့ဒီနောက်မှာတော့လူငယ်လေးရဲ့မျက်ရည်တွေဟာ အရက်ရှိမျက်နာကို လွင့်စင်ပြန့်ကျဲသွားပါတော့တယ်သူကြိုတင်၍ အတက်မဟောနိုင်ခဲ့ပါဘူးဒီနယ်ဆက်ဒေတာမှာက တောထဲမှာလူမျိုးစုလက်နက်ကင်တပ်ဖွဲ့တွေနဲ့ ABS DF ចောင်းသားတပ်ဖွဲ့အကြားမှာအဆင်မပြေကြပါဘူးလူမျိုးစုတပုံတပ်ဖွဲ့တွေကចောင်းသားတပ်ဖွဲ့ကိုမယုံကြည်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့ဗမာလူမျိုးအများစုပါဝင်တဲ့အဲ့ဒီចောင်းသားတပ်ဖွဲ့ရဲ့ရီမန်းချက်ပန်းတိုင်က ဒီမိုကရေစီရေးဖြစ်နေလို့ပါ သူတို့လက်နဲ့ဆွဲကင်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေးနဲ့ဘာမှမဆိုင်ဘူးဖြစ်နေလို့ပါပဲပူဆိုးတာကကျောင်းသားတွေဟာအချင်းချင်းကြားမှာအတိုက်အခိုက်တွေ ဖြစ်နေကြတာပါ1988ခုနှစ်အတွင်းပေါ်ပေါက်လာတဲ့ကျောင်းသားတမကနှစ်ဖွဲ့အကြားက အပြိုင်ဆိုင်စိတ်ဓာတ်တွေဟာဒီအထိပါလာခဲ့တာဖြစ်ပါတယ် ဂိုင်းကနအစွဲတွေဟာကြောင်းကျိုးစင်ကျင်မှုတရားကိုဖုံးလွှမ်းဖုံးလွှမ်းသွားပါလေ။ကရင်အမျိုးသားအစည်းယုံဥက္ကဋ္ဌဘူဂျုံမြကတော့သူတို့တဲ့သူတို့အထဲကအကွဲအပြဲတွေကိုဖာထေးဖို့ကြိုးစားခဲ့ပါသေးတယ်။ ABFDF အဖွဲ့ရဲ့ ABSDF အဖွဲ့ရဲ့တတိယအကြိမ်မြောက်ပါတီကွန်ဂရက်မှာ နွားတကောင်ရဲ့နွားတကောင်နဲ့ဝက်တကောင်တတ်ပေးခဲ့ပြီးခရိယန်တရားဟောဆရာတယောက်ကိုပင့်ဖိတ်ကညီညွတ်ရေးတရားအဟောခိုင်းခဲ့ပါတယ်ဒီကြားထဲအငင်းအခုံဖြစ်เสียအကြောင်းကိစ္စတစ်ခုလဲပေါ်ပေါက်ခဲ့ပါသေးတယ်အဲ့ဒါကတော့တရုတ်နယ်စပ်ဘက်မှာရောက်သွားတဲ့ ABSDF တပ်ဖွဲ့ဝင်တချို့ဟာတရှူလုတ်တယ်ဆိုတဲ့ဆွဲချက်နဲ့ အသက်ခံခဲ့ရတဲ့ကိစ္စဖြစ်ပါတယ်1990ပိုင်းနှစ်ကာလတွေရဲ့အလဲပိုင်းကာလတွေမှာစစ်အစိုးရစန့်ကျင်ရေးမဟာမိတ်အဖွဲ့တွေပြိုကွဲခဲ့မှုကလည်းအစိုးမြင်ဝါဒနဲ့ရှုပ်ထွေးမှုတွေပေါ်ပေါက်လာစေခဲ့ပါတယ်ပညာဓာတ်တွေနဲ့နိုင်ငံရေးအကဲခတ်တွေကတော့ဒါဟာဗမာထုံးစံပဲလို့ပြောကြပါတယ်ညှိနှိုင်းဆောင်ရွက်ခြင်းရဲ့အဓိပ္ပာယ်ကို နားလည်သူတဦးတယောက်မှပေါ်ထွက်မလာခဲ့ပါဘူး တဘောမတူညီမှုတိုင်းဟာပုံကူရေးရန်စတွေကနေပေါ်ပေါက်လာတာဆိုတော့ဘာဆိုဘာမှလုံးလို့မရတော့အောင်ဖြစ်ခဲ့ရပါတယ်အခုဆိုရင်နေ့စဉ်နဲ့အမျှဆိုသလိုဒါစင်နဲ့ခြီတဲ့လူငယ်တော်လန်ရေးသမားဟောင်းတွေဟာခေါင်းဆောင်ခွင့်ပျောက်ဆုံးနေပြီးတိုက်ပွဲအတွင်တရားဝင်ရက်တီခွင့်မရှိတော့တဲ့အခြေအနေကိုရင်ဆိုင်နေကြရပါတယ်ပြည်တွင်းကရော တကဘာလုံးကပါဘလို့အမားတွေကျူးလွန်အောင်မှလဲဆိုပြီး စောင့်ကြည့်နေကြရလေရဲ့ချမ်းသာကြွယ်ဝတဲ့နေမြီမှာတက်တောင်တက်တာဘဝကိုဖျက်တမ်းနေကြရင်ကပျော့ကုန်တာလဲပါပါတယ်နိုင်ငံခြားထောက်ပံ့မှုအနည်းငယ်ကိုခွတ်ဆောင်းခုတ်ဖို့မက်နေတဲ့အိမ်မက်မျိုးနဲ့သာရှင်သန်နေကြတယ်လို့ဖြစ်နေကြပါတယ်အဲ့ဒီအခြေအနေမျိုးရောက်နေကြပြီဆိုတော့ကောလာဟလတွေကတော့ပြက်နက်နေပါတယ် ပြည်ပယောက်ចောင်းသားတွေဒီအခြေစိုက်ကုန်ကြတာဟာသူတို့အပြစ်ကြီးတက်တက်တော့မဟုတ်ဘူးလို့နှွေးကခံယူထားပါတယ်1990ပိုင်းနှစ်ကာလတွေတလျှောက်လုံးမှာစေအုပ်စုဟာပြင်းပြင်းထန်ထန်သဘောထားကွဲလွဲမှုတွေဖြစ်အောင်ဖန်တီးခဲ့ပါတယ်လူမျိုးစုသဘုံအုပ်စု တစုပြီးတစုနဲ့အပြစ်အခက်ရက်စဲရွေးတွေရက်စဲရေးတွေလုပ်ခဲ့ပါတယ်ယာယီသဘောတူညီချက်တွေလုပ်ခဲ့ပါတယ် အဲ့ဒီယာယီသဘောတူညီချက်တွေဟာဒေသတွင်းနိုင်ငံရေးမကြေလည်မှုတွေနဲ့ပတ်သက်တဲ့ကိစ္စတွေက မပါသလောက်ဖြစ်နေပြီးနေမြေဒေသအတွင်းက သဘာဝအရင်းအမြစ်တွေကို လူမျိုးစုခေါင်းဆောင်တွေနဲ့ရဲတပ်ဖွဲ့ဒါမှမဟုတ်တပ်မတော်နဲ့ဝေစားမျှစားလုပ်ဖို့ကခက်များများပါဝင်နေတာပါအဲ့ဒီလိုအပြစ်အခက်ရက်စဲရေးအမျိုးအစားဟာလူမျိုးစုအုပ်စု လူမျိုးစုလက်နက်ကင် အုပ်စုတွေကို စီလုံးညီညွတ်မှုမရအောင် လုပ်နေတာဖြစ်ပါတယ်။လူမျိုးစုလက်နက်ကင် အုပ်စုတစုပြီးတစုဆိုးသလိုចောင်းသားတွေကို သူတို့နယ်မြေအတွင်းမှာစခန်းချခွင့်မပြုကြတော့ပါဘူး။ဒီလိုနဲ့သူတို့ဟာចောင်းသားတွေကို တိုက်ပွဲဝင်စရာနယ်မြေမရှိသလောက်မရှိသလောက်ဖြစ်သွားအောင်လုပ်ခဲ့ကြပါတယ်။ဒီလိုနဲ့တက်မတော်ဟာ သူတို့ကိုဆက်လက်ဆန့်ကျင်နေသေးတဲ့ အောက်စုအနေငယ်ကိုတိုက်ခိုက်ခြေမုံဖို့ရာအခွင့်အလန်းတွေရသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။အပိုင်းနှစ်ကိုဒီနေရာမှာခਿੱတရက်နာပြီးနောက်အပိုင်း၁၄တွေကိုဆက်လက်ဖတ်ပြပြီးမှာဖြစ်ပါတယ်ရှင်။ကျမ Venus ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။